အတင်းချခံနေရတဲ့တမရာကြီးဦးဝင်းမြင့်ရဲ့84နှစ်မြောက်မွေးနေ့အလို့ပွဲထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တနေရာမှာရွှေပြောင်းမြန်မာနိုင်ငံသားတွေစူပေါင်းပြုလုပ်ခဲ့ကြပါတယ်။မောင်တူးပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။အာနာသိန်းအကျန်းဖက်စေအုပ်စုရဲ့မတရားဖန်ဆီးအတင်းချခံထားရတဲ့နိုင်ငံတော်တမရာဦးဝင်းမြင့်ရဲ့84နှစ်မြောက်မွေးနေ့ပွဲကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တနေရာမှာ ပြုလုပ်ခဲ့တာပါ။ သမထဝိနည်းဘူဝိမြင်ဤဘူဝိမြင်ဤ94နှစ်မြောက်94နှစ်မြောက်ဝိနည်းမွေရက်ဝိနည်းမွေရက်ဝိလာကာသမယနာဝိလာကာသမယနာတရာဆွမ်းတရာဆွမ်းကလူတိုင်းရသောကျမတို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတွေအားဒီပြီးတော့တရုံရေးကတင်မြောက်ထားတဲ့ကျမတို့ရဲ့မြန်မာနိုင်ငံတော်ရဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့အသက်94နှစ်ပြည့်ဝင်းနေကိုကျမတို့ဒီ မှန်တရားပတ်တော်သားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးကနေပြတော့ပေါ့နော်သမရာကြီးကျမ်းမာတက်ရှိစေချောင်းအတွက်ကျမတို့အင်အားနဲ့ကျမတို့ဝေးလေပွဲလုပ်ပေးနေတာပါရှင်ကျမ်းမာကျမ်းမာပါပြီအချို့မှမှအမြန်ဆုံးလွတ်မြောက်ပါစေနိုင်ငံတော်သမရာ သမရာကြီးဦးဝင်းမြင့်ဟာစစ်တပ်အာဏာသိမ်းချိန်2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကဖမ်းဆီးခံထားရပြီးစစ်ကောင်စီကဆွဆွဲတဲ့အမှုပေါင်းရှစ်မှုအတွက်ထောင်ဆက်နှစ်နှစ်ကြာခံထားရပါတယ်။ဝင်းနေဝဲလိုရတာတော့မှဝင်းနေရှင်မရှိဘဲနဲ့လိုရတာတို့ဒါပေမဲ့အဓိကကျမတို့အခုချိန်မှာဒီ2021မတရားဖိနှိပ်တဲ့တွေယူဒေါ်လာကြီးစကြရေကကျမတို့အကုန်လုံးကစိတ်ဓာတ်တစ်ခုတည်းနဲ့မှန်ကန်တဲ့စိတ်ဓာတ်တစ်ခုနဲ့ကျမတို့လုံးတင်လုံးတိုက်တာတွေအကုန်လုံးကိုလုပ်ပါတယ်။ ကျမတို့မွေးနေ့ရှင်ကဒီကနေ့လုံးမဲ့မွေးနေ့ရှင်ကကျမတို့မတရားအချင်းချခံနေရပေမဲ့ကျမတို့စိတ်ချင်းစိတ်ချင်းပေါ့နော်မှန်ကန်တဲ့စိတ်တက်ချင်းဆက်သွယ်ကုပကုကုလူပြီးတော့ကျမတို့အလုပ်လုပ်နေတာပါအဲ့ဒီအတွက်မွေးနေ့ရှင်ကိုဒီကနေ့ပြီးတော့ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကမမေ့ချောင်းကို့တိုင်းပြည်ကို့လူမျိုးရဲ့ခေါင်းဆောင်ကိုကျမတို့တန်ဖိုးထားတဲ့မျက်နှိုးတဲ့ချစ်ခင်တဲ့ဆိုရဲအနေနဲ့ကျမတို့ဒီပွဲကိုလှုပ်တာပလက်စာထဲမှာပဲအမှန်တရားဟာကြောင့်သူ့ဘာကြောင့်အချင်းချနေလဲအမှန်တရားကြောင့်အချင်းချနေတယ်ဆိုတာကိုလေကျမကဘာဟိုကသိစေချင်ပါတယ် လက်ရှိမှာသမရာကြီးဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်တို့ပါဝင်နိုင်ငံရေးကျင်းသားပေါင်း2000ကျော်လွတ်မြောက်ရေးအတွက်လဲတောင်းဆိုနေကြခြင်းပါဟုတ်ကဲ့အဲကျမတို့ဒီဒီကနေ့ကတော့ကျမတို့သမရာကြီးဦးဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ဖြစ်တယ်ပေါ့နော်အဲကျမတို့မွေးနေ့ရှင်နဲ့ကျမတို့ဒါလက်ရှိဆိုရင် ကျွန်တော်တို့ကနိုင်ငံမတူတဲ့အခြေအနေတွေရှိနေကြတော့မှာဒါပေမဲ့ကျွန်တော်တို့တူတူမရှိတဲ့အခြေအနေအောင်မှာကျွန်တော်တို့ one name ဖြစ်တယ်လို့ဟိုကျွန်တော်တို့တမန်ကြီးဦးဝင်းမြင့်ကိုလည်းအမြဲတတိယနေတာပေါ့နော်အမြန်ဆုံးနဲ့ကျမတို့ကလွတ်မြောက်စေချင်ပါတယ်လို့တမန်ကြီးကိုအလုံးကိုပဲကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဆရာအပြင်မှာမရှိရင်လည်းပေါ့နော်အဲအပြင်မှာရှိနေတဲ့လူတွေကဆရာကိုတတိယနေပေါ့နော်တမိုးထားပြီးတော့အခုလိုမွေးနေလုပ်ပေးတယ်ဆိုတဲ့အခါကျတော့ ဆရာအနေနဲ့ဆိုလို့ရှိရင်အလွန်တရာကိုပဲလေပျော်ရွှင်ပြီးတော့ကျေးဇူးတင်ပါအမှန်ပါပဲရှင်အလားတူမွေးနေ့ရှင်တမရကြီးဦးဝင်းမြင့်ရဲ့မွေးနေ့ပွဲတစ်ခုကို ABS ရဲ့ကျောင်းသားတက်မတော်ဌာနချုပ်မှလည်းဒီကနေ့တပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ